သူတို့ခိုးပြေးသွားတာမှာသူတို့ဘယ်နဲ့ရမှမကြတဲ့ညီမဒီမှာခံစားရတယ်ညီမပူလောင်ရတယ်ညီမရဲ့နာမှာခံစားနေရတာတော့မမတို့ကကိုချင်းမစားတာလားဟင်အမားတို့လည်းအမားတို့ညီမတို့ခံစားရတယ်လို့ညီမကနှစ်ခါခံစားရတယ်မိမပါ အလုံးမင်းလာပါတငယ်ချင်းတို့ကျွန်တော်ကတော့ဆိုင်းကြီးပါဗျဒီကနေ့တငယ်ချင်းတို့ကျွန်တော်တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့ပဲခူးတိုင်းပန်းရွယ်ကုန်းကအမတိယောက်ကပေါ့နော်သူ့ရဲ့ယောက်ျားဖြစ်သူကပေါ့နော်အဲ့ဒီအမရဲ့ညမအငယ်ဆုံးလေးကိုခိုးပြေးသွားတဲ့တည်င်းကိုအလုံးလည်းတိကြလောက်မယ်လို့ထင်နေဗျအခုဆိုရင်တော့လူတော်တော်များများက ဗယံမရာတွေဖြစ်လာကြပြီဗျစိတ်တက်တွေလည်းအများစုမမှန်ကြတော့ဘူးเนาะဒီကနေ့မှာတော့ဒီအမကပေါ့เนาะသူ့ရဲ့အဖြစ်အပျက်ကိစ္စအပေါင်းစုံကိုတည်တည်ရှာရှာလေးပြောပြလာတယ်ဗျကြည့်နေကျွန်တော်ရဲ့တငယ်ချင်းတွေထဲမှာလည်းအိမ်အောင်သေးတွေပါတယ်ဆိုရင်ဒီဗီယိုလေးကဘဟုတုတာရစီရာတွေများစွာပါဝင်တဲ့အတွက်ဒီဗီယိုလေးကိုစောင့်လိုက်ကြည့်ပေးဖို့ကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်ဗျာเนาะကဲတတော်ကညီကောင်မနမရီကို ပြပြခြင်းလို့နော်ဘာလို့ပြပြခြင်းလဲဆိုတော့ကျမကစာရီပါလေကျမကမြိုက်တက်ဘူးမြိုက်တက်တဲ့ခါကျတော့တက်တော့မှလာလာပြီးတော့မေးရကြတာအဲအမရောက်ချောင်းငငယ်လေးယူထားတာပဲတနေ့နေ့တစ်ချိန်ချိန်မှာဒီလိုမျိုးဖြစ်မယ်ဆိုတာအမမသိဘူးလားပေါ့မသိတဲ့သူတွေကနောက်ပြီးကြတော့နောက်တစ်ခါကျတော့အင်းအမတို့အဖေတွေအမေတွေကမပြောကြဘူးလားနော်ဟိုနောက်တစ်ခါကျတော့ အမဒီကိစ္စကိုအမမိသွားတာလားအမဘယ်လိုလို့သိသွားတာလဲမင်းနေကြတဲ့သူတွေကိုကျမပြန်ပြောပြမယ်နော်ပထမတစ်ဆက်ကကြတော့သူများတွေကပြောတာအမရုပ်ချငငယ်လေးယူထားတာလားယူထားတာဘယ်လိုမေးကြတယ်ပြောကြတဲ့သူတွေကိုကျမပြောချင်တယ်ကျမကရုပ်ချငငယ်လေးလည်းယူထားတာမဟုတ်ပါဘူးကျမအသက်က34နှစ်ပါ ကျမယောက်ျားရဲ့အသက်ကလည်း34နှစ်ပါ။သူနဲ့ကျမနဲ့အသက်လည်းရွယ်တူပါ။နေလည်းအတူတူပါ။ခုနှစ်လည်းအတူတူပါ။ရက်လေးနဲ့လလေးပဲကွဲသွားတာပဲရှိတာပါ။နော်။သူနဲ့ကျမနဲ့ဟိုအသက်ကြီးကျမအသက်ကြီးကြီးနဲ့ငငယ်လေးကိုယူထားတာလည်းမဟုတ်ပါဘူး။နော်။ဘာဖြစ်လို့ကျမကကျမကကြတော့ဝါတယ်။ကျမကကြတော့ဝါတယ်။ဝါတဲ့အပြင်ကျမကကြတော့ဟိုငငယ်လေးတွေကမပူမပင်း ဟိုမိဘတွေကပြေလေတဲ့အတိုင်းဝိုင်းတွေကဆင်းသက်လာတာမဟုတ်ဘူးခွေအကြတော့ကျမကအလုပ်မျိုးစုံကိုဟိုကျမတို့ကပြောမှဆိုပြင်မမအလုပ်တွေအများအကုန်လုံးကိုကျမတို့ကလုပ်ခွင့်ရတဲ့မိန်းမတွေဖြစ်နေတာဖြစ်နေတော့အခုဒီအသက်ရွယ်ဒီအခုအသက်34ရဲ့မှာဆိုတော့ကျမတို့ကနောက်ပြီးတော့ခန္ဓာကိုယ်ကမိန်းမတွေဆိုတော့သိတယ်မလား ဝါလဲဝါလဲဝါလဲပြင်ကျမတို့ကအချမ်းတန်းဟိုကျန်းတန်းတဲ့အလုပ်တွေကိုလုပ်ခဲ့ရတဲ့အခါကျတော့လေကျမတို့ကဒီလိုရုပ်ရည်ပြီးတော့အလိုအသက်ကြီးတဲ့ပုံပေါက်နေတာကျမအသက်ကအခုမှ34နှစ်ပဲရှိသေးတယ်နော်အဲ့ဒါလာပြပြတာဘာလို့ပြပြတာလဲဆိုတော့ဟိုကျမတက်တော့ပြောတာကျမတက်တော့ဆော့ထားတဲ့အကောက်အောက်မှာလာလာပြီးတော့ရေးပြီးတော့မင်းနေကြတာမင်းနေလဲအပေါ်ပဲကျမကစာမြိုက်တတ်ဘူးစမ်းရတဲ့ဘူးကျမဒီလိုဒီကြောင်းပုံနေတင်မနေစကားတွေပြောလို့ရအောင်ကျမဒီလိုမျိုးလုံး ဟိုဒီလိုမျိုးတင်လို့ရအောင်တော့မှပဲဒါအိမ်မှာရှိတဲ့ကျမတူမလေးရဲ့ကျမကိုလှုပ်ပေးတာကျမတူမလေးလှုပ်ပေးလို့ကျမကဒီလိုမျိုးတင်တတ်တာเนาะအကြတော့နောက်တစ်ခါကကြတော့ဟိုအဖေတို့အမေတို့ကမပြောလားဆိုတော့ကျမရဲ့အမေကဆုံးတာခုနှစ်နှစ်ကျော်ပါပြီကျမရဲ့အဖေကကြတော့ဆုံးတာတတိတာမပြည့်သေးဘူးအဖေကလည်းဆုံးတာကျမအိမ်မှာပဲဆုံးတာကျမလက်ပေါ်မှာပဲဆုံးတာအဖေကကြတော့လေဟိုကျမအမေဆုံးတဲ့အချိန်မှာကျမတို့ကဒီမှာမရှိဘူးအဲ့တော့ကျတော့ကျမတို့လည်းမျက်နှာက သူများနိုင်ငံမှာအလုတ်သွားထွက်လို့တာကျမသားလေးလက်ကောင်လေးငငယ်လေးတွေနဲ့ကျမတို့အလုတ်သွားထွက်လို့တာကျမတို့အလုတ်လုတ်ပြီးတော့ပြန်လာတဲ့အချိန်မှာအခုကျမအိမ်မှာနေတဲ့အခုကျမရုပ်ကြနဲ့ယူသွားတဲ့ကျမညီမကျမအိမ်ကိုရောက်လာတာခလေးဘဝလေးပဲရှိသေးတယ်ခလေးသေးသေးလေးဘဝနဲ့ကျမတို့အိမ်ကိုရောက်လာတာပေါ့နော်အဲ့ကလေးလေးရောက်လာတဲ့အချိန်မှာသူတို့ကပြောမှဆိုရင်ဟိုသူများတွေကပြောတာအမဟိုတိမ်နဲ့ဘာလို့တူတူနေတာလဲအမဟိုတိတ်တိတ်ရက်နဲ့ လွတ်ပေးထားတာလားအမအာတာလားပေါ့နော်သူများတွေကမေးကြတာဘာလို့အတူတူနေတာလဲဆိုတော့ကျမတို့ရဲ့အဖေအမေပေါ့အမေဆုံးတော့ကျမတို့ကဒီမှာမရှိဘူးကျမတို့လည်းမြန်နောက်ကတိုင်းမှာအလုပ်သွားလုပ်နေကြတာကျမပြန်လာတဲ့အချိန်မှာကျမရဲ့အဖေကလည်းကျမရင်မကောင်းဘူးအခုကျမရုပ်ကြားနဲ့လိုက်သွားတယ်ကျမရဲ့ညီမကလည်းကျမဆုံးလေလူမမဲခလေးကျမရဲ့မောင်လေးကလည်းလူမမဲခလေးလေးဆိုတော့ကျမရဲ့အိမ်မှာ ကျမခေါ်ထားတာဒါပေမဲ့မွေးထားတာကျမအကြီးဆုံးလားဆိုတော့ကျမအကြီးဆုံးတော့မဟုတ်ဘူးကျမရဲ့အမနှစ်ယောက်ကသူများနိုင်ငံမှာအလုပ်သွားလုပ်နေတော့လောလောဆယ်ဒီမှာအကြီးဆုံးလို့ကျမတယောက်ပဲရှိတာအဲ့အတွက်ကြောင့်မလို့ကျမတို့ကိုခလေးဘွားတွေကကျမအမေလိုရောအမလိုရောကျမတို့ကိုအိမ်မှာခေါ်ပြီးတော့ပြုစုစောက်ချောက်ထားတာနောက်တစ်ခုပြောချင်တာကလေကျမမွေးလာတာသမီးမိခလေးတရားမှမပအောင်ကျမမွေးလာတာအကုန်လုံးတားတယ်ကြည့်ပဲ ပစိုးတစ်ထည်ရှင်ရတယ်။ကိုညမဆိုတော့လေကိုက"အော်ညမလေးတွေငါမောင်လေးတွေကငါတို့ကဒီတက်ဒီရွယ်တော့ဆိုရင်ဘလို့ပဲဖြစ်ဖြစ်မိဘတွေကမရှိတာမရှိတာပဲငါတို့မှမိဆုံဖဆုံနေရတယ်ဟဲ့။သူတို့တွေလေကိုဘဘလောက်ပဲဆိုဆိုကျမအမြဲတမ်းသိခန့်တယ်။အဲဒီမဲ့အိမ်မှာတော့ကျမစီရောက်သွားရင်တော့အရင်အလုပ်တွေတော့တူတူမိသားစုတွေဆိုတော့အကုန်လုံးဝိုင်းလို့ဝိုင်းစားပေါ့နော်။ကျမကလေကျမ ကျမကိုကျမလှချင်တာထက်ကျမရဲ့ညီမအိမ်မနေတဲ့ကျမရဲ့တူမတို့ကျမပို့ပြီးတော့လှစေချင်တာကျမရဲ့စိတ်တမျိုးကကျမကဈေးတယ်ဆိုတော့လေဈေးထဲမှာဗာလေးတွေပဲအခုပေါ့မင်းကလေးသုံးဆောင်လေးတွေပေါ့ခေါင်းစည်းချိုးလေးတွေကလစ်လေးတွေဝတ်စားလေးတွေပေါ့နော် ကျမအမဆိုတော့လေဈေးရောက်နေရင်ကျမမအားတဲ့ကြားတော့ပြေးပြီးတော့ကျမတောက်ဝယ်ပေးတာစင်မေးတာ ခေါင်းစည်းချိုးဆိုခေါင်းစည်းချိုးလေးတွေကလစ်လေးတွေဆိုကလစ်လေးတွေဝတ်စားဆိုဝတ်စားလေးတွေကျမကလေသူတို့ဘောကျမအဲ့လောက်ထိကောင်းခဲ့တဲ့မိန်းမတရားပါနော်အကြတော့ကျမကသူတို့ကိုတိတိယနဲ့လွတ်ပေးတာလည်းမဟုတ်ပါဘူးနော်အဲ့တော့ကျမရဲ့အမျိုးသားကလည်းသူများနိုင်ငံမှာအလုပ်သွားလုပ်တာ၃နှစ်ရှိပြီ၃နှစ်ရှိပြီသွားလုပ်တာကျမရဲ့မျိုးသားအခုမှမြန်မာနိုင်ငံကိုပြန်လာတာနှစ်လတော့မပြည့်သေးဘူးနှစ်လတော့မပြည့်သေးဘူးပေါ့နော်လောက်ရတယ်ကျမကလေ ဟိုသူများတွေပြောသလိုပဲအမဟိုအားရလားဟိုတတိယနဲ့လွတ်ပေးတာကျမအားရလားမဟုတ်ဘူးတတိယနဲ့လွတ်ပေးတာလည်းမဟုတ်ဘူးမိမတွေဆိုတဲ့မျိုးကလေဘာတွေဘလောက်ပဲအာဘာတွေဘလောက်ပဲထူထူလေးပြပြမယ်ကိုရောက်ကြနဲ့ပတ်သက်နေဘသူမှမအားဘူးနော်အားတဲ့မိမမျိုးစားရတယ်မှာမပါကြဘူးဒါပေမဲ့ကိုရောက်ကြတွေကိုရယုံကြည်ကြတာလေယုံကြည်ကြတာပေါ့နော်အဲ့တော့သူများတွေကမင်းနေကြလို့အမကဘယ်လိုလုပ်သိသွားတာလဲ မမိသွားတာလားဆိုတော့ကျမမသိဘူးသူတို့ကအိမ်မနေတာသူတို့ကပြည်ရတယ်ကျမမသိဘူးဘာလို့မသိလဲဆိုတော့ကျမမနေ့က9နာရီထွင်းကျမဈေးရောက်သွားတဲ့ပုံစံဈေးရောက်ကျမသွားတာလေကျမပြန်လာတာဈေးတယ်ဆိုတော့အချိန်မမှန်ဘူးဟို17နာရီထိုးလည်းပြန်လာပြန်လာတယ်17နာရီထိုးလည်းပြန်လာပြန်လာတယ်မသိဘူးအခုကကြာတော့သူတို့ကခိုးပြေးသွားတာခိုးပြေးသွားကြတာ နော်ခုပြေးသွားတာသူတို့ကရိုးရိုးခုပြေးသွားတာမဟုတ်ကျမသားလေးအလက်ကောင်စေးကူးမဲ့ပတ်စံနဲ့အကုန်လုံးသူတို့ကယူသွားတာခုသွားတဲ့အတွက်မို့လို့ဒါမဲ့သူတို့ကသွားလဲအဲ့လိုသူများနိုင်ငံပတ်တွေပါရတော့မရောက်သေးဘူးပေါ့နော်သူတို့သွားလဲသူတို့ကဒီမြန်မာနိုင်ငံထဲမှာပဲသူတို့ကချစ်သေးတယ်အားကြောင့်မို့အခုကျမရဲ့အခုကျမတင်လိုက်တဲ့တက်တော်လေးကိုတွေ့ရင်များများလေးရှယ်ပေးပါနော်သူတို့ကိုတကယ်လို့တွေ့ခဲ့ရင်လည်းကျမကိုနေရာအတိတ် ကျလိမ့်စာလေးနဲ့ကျမကိုဆက်သွယ်ပေးပါလို့ကျမမေတ္တာရက်ခံတယ်။ကျမနေတဲ့နေရာကျတော့ဘိုးတိုင်းပဲ့နယ်ကုန်းတပင်ရွှေကြီးမြောက်ရှမ်းကျမနေတဲ့နေရာကျတော့လေနေတယ်ပေါ့နော်။အဲ့တော့ကျမကိုသူတို့ကိုတွေ့ခဲ့ရင်ကျမကိုနေရာလိမ့်စာအတိကျလေးနဲ့ကျမကိုဟိုလှမ်းပြီးတော့ဆက်သွယ်ပေးပါလို့ကျမမေတ္တာရက်ခံတယ်ပေါ့နော်။ဘာလို့မြတ်တာရက်ခဏလဲဆိုတော့ကျမသားလေးစိတ်ကူးဖို့ယူထားတဲ့ပတ်စံတွေပါသွားတဲ့အတွက်မို့လို့ပေါ့နော် နောက်တစ်ခုကကျတော့ဒီဘဝနေပြီးတော့ပဲညီမညီမရဲ့အမားတွေကိုညီမတောင်းပန်တယ်ညီမရဲ့အမားတွေဆိုညီမရဲ့အမားအကြီးနှစ်ယောက်ပေါ့နော်ညီမရဲ့အကြီးအမားနှစ်ယောက်ကသူများနိုင်ငံမှာလောက်သွားလောက်တယ်သွားလောက်တော့အမားတွေကညီမကိုတော်တော်ကနေပြီးတော့စပို့တယ်စပို့တော့လေညီမကစာမမြိုက်တတ်တာသူတို့ညီမပြန်ပြောတတ်ဘူးလေအကြတော့အမားတို့ကိုလည်းညီမတောင်းပန်အမားတို့ကလည်းကျမကဘလို့လှမ်းပြောလို့ဆိုတော့နင်ဘာလို့ဒီလိုတွေနင်လုပ်နေတာလဲ နေဒီလိုတွေလောက်တော့နေရောက်ကြတော့ဘာမှမဖြစ်ဘူးရောက်ကြလေနေကိုပေါင်ကိုလှထောင်းတလို့ဖြစ်နေမှာပေါ့နေဘာလို့ဒီလိုတွေလောက်တာလဲဓမ္မတွေကတော့ကျမတို့ဘုလိုပူလောင်နေပေါ့နေလည်းကိုပေါင်ကိုလှုပ်ရှားတတ်နေတဲ့မိန်းမတယောက်ဓမ္မနေလက်မှတ်ထားမှုကြောင့်နေပေါ့အမားတွေကသူတို့ဖြစ်ရှင်တယ်ဒါပေမဲ့ကျမကိုပေါင်ကိုကျမလှုပ်ရှားတယ်လေအခုလည်းကျမဈေးရောက်ထွက်တယ်ကျမလှုပ်ရှားတယ်ကျမဘာလို့ဒီလိုမျိုးတွေတင်တာလဲဆိုတော့အမစဉ်းစားကြည့်လိုက်ဒီလိုပြဿနာတွေဖြစ်အောင်ညီမအရင်လုပ်ခဲ့တာလားဟမ် ညီမလှုပ်ချင်တဲ့စိတ်ရှိရင်သူတို့တွေသွားပြီးဆိုရင်ညီမလှုပ်လို့ရတယ်လေသူတို့တွေကသူတို့ခိုးပြေးသွားတာမှသူတို့ဘယ်နဲ့ရမှမကြသေးဘူးညီမဒီမှာခံစားရတယ်ညီမပူလောင်ရတယ်ညီမရဲ့နာမှာခံစားနေရတာတော့မားတို့ကကိုချင်းမစားတာလားဟင်အမားတို့လည်းအမားတို့ညီမတို့ကခံစားရတယ်လို့ညီမကနှစ်ခါခံစားရတယ်မိမကနော်အဲ့ကြတော့ညီမတောင်းမှန်တယ်ဒီနေရာနေပြီးတော့ ညီမဒီလိုမျိုးတွေတင်နေဆိုတာလေသူတို့ကအရင်လိုင်းမဟုတ်အဆက်မရှိတဲ့ပုံတွေဖက်ရက်တဲ့ပုံတွေသူတို့ကအရင်တင်ခဲ့တာလေဟင်သူတို့ကအရင်တင်ခဲ့တာဒါကတော့အရင်ရက်လေးကမှပေါ့နော်ဖြစ်သွားတဲ့ကိစ္စရက်လေးပဲဖြစ်ပါတယ်ဗျာနော်ဒီအမရဲ့ညီမအငယ်ဆုံးလေးကိုပေါ့နော်သူ့ရဲ့ယောက်ျားကဒါခိုးပြေးသွားတဲ့ကိစ္စရက်ဗျအမှန်တကယ်ဆိုယောက်ျားဖြစ်သူကလည်းနော်ကိုမိန်းမကပါတဲ့ညီမလေးကိုကိုရဲ့ညီမအရင်လေးလိုစောင့်ရှောက်ရမှာဗျကိုတော့စီးကြောပေါင်ကြောနဲ့ဗျာနော်တကယ်ငငယ်လေးကိုလှုပ်ရက်တယ်ဗျာ ကလေးမလေးကလည်းနော်ကိုရဲ့အမရဲ့ယောက်ျားကိုကိုအကူလိုသဘောထားရမှာဗျဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒီအမကပေါ့နော်သူ့ရဲ့အဖြစ်အပျက်ပုံစံလေးကိုဒါပြောပြပေးသွားတာအရင်ဖွင့်ပေးသွားတာပဲဖြစ်ပါတယ်ဗျာနော်ကြည့်နေကျွန်တော်တဲ့ငယ်ချင်းတွေလေးပေါ့နော်ဒီလိုကိစ္စရဲ့မျိုးမဖြစ်အောင်လို့အိမ်တောင်သေးသေးပါတယ်ဆိုရင်ဒါဟာလုံးဝဘဟုသူတာရစရာနမူနာယူစရာလေးပဲဗျတကယ်ချင်းတို့လည်းပြောချင်တဲ့အကြောင်းအရာလေးတွေရှင်ကျွန်တော်အောက်မှာ comment လေးရေးပေးထားခဲ့လို့ရပါတယ်ဗျာနော်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါဗျာနောက်ထပ်ဗီဒီယိုမှာကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြပါဦးမယ်ဗျာနော်